မန္တလေးမြို့ကစောစုပိုင်းအင်ဝါဘန်မှာဂိတ်ဆောင်နေတဲ့စောစုအချင်းချင်းတနက်နဲ့ပြစ်ခတ်မှုဒီနေ့မှဖြစ်ပွားခဲ့တယ်လို့မြို့ကန်တွေက MFB ကိုပြောပါတယ်။ဒီနေ့မေလ25ရက်မွန်လ12နာရီကျော်မှာဈေးကျူတော်နဲ့နိုင်စင်အနီး84လမ်းနဲ့26လမ်းတော့ကစောစုပိုင်းအင်ဝါဘန်မှာပြစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။စောစုအချင်းချင်းတနက်နဲ့ပြစ်တာဖြစ်ပြီးပထမ၄ချက်နဲ့ဒုတိယအချိန်၃ချက် တနတ်တန်ခုနှစ်ချက်ခန့်ကြားတယ်ဆိုတာနဲ့တည်ဆုံးမှုရှိမရှိမသိရသေးသလိုနိုင်ရီကနဲ့လာတဲ့သွားတယ်လို့မြို့ခံတို့ကပြောပြပါဗျ။တနတ်တန်နေကြားရပြီးတော့အနည်းအနာကဈေးတဲ့တချို့စိုင်တွေပိတ်ကဈေးတဲ့ဈေးဝယ်တွေထွက်ပြေးသွားကြတယ်လို့လည်းမြို့ခံတွေကဆိုပါတယ်။ပြစ်ခတ်မှုအပေးစိုးစုကဈေးချိုတော့နိုင်စဉ်အနည်းအင်းဝါပန်လမ်းတွေကိုပိတ်ဆို့ထားပါဗျ။မန္တလေးမြို့အနန်းစိုးစုရဲပြူစော်တီအပြရောင်ယူနီဘောင်းဝေးရဲရွာလုံးကျုံရဲ့အဖွဲ့ ရက်ကျေးအုပ်ချုပ်ရေးအဖွဲ့မိသက်နဲ့စီပင်တွေစိတ်ထင်တိုင်းကြီးစိုးတောင်းညာနေရပါဗျ။